တနင်္လာရီတိုင်းခေါတောင်အကျဉ်ထောင်မှာအကျဉ်ချခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတဦးနေမကောင်းဖြစ်လို့စေကူတာမှုခံယူနေချိန်မှာတည်ဆုံသွားခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNL ကပြီးခဲ့တဲ့ကျော်လ30ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဂျော်လာ26ရက်နေ့ကအသက်54နှစ်အရွယ်ရှိပြီဖြစ်တဲ့နိုင်ငံရေးအကြံတာဦးအေးလွင်ဟာကော့တောင်မြို့ကနမိုင်ဆေးရုံမှာစေကူတာမှုခံယူနေချိန်တည်ဆုံသွားခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။နေမကောင်းဖြစ်နေချိန်မှာထောင်တွင်းကနေဆေးရုံကိုပို့ဆောင်ခဲ့ပေမဲ့အချိန်နဲ့တပြေးညီလုံလောက်တဲ့စေဝါကူတာမှုမရရှိပဲတည်ဆုံခဲ့ရတယ်လို့ PPNL ကစုံစမ်းတရှိခဲ့ရတဲ့အကြောင်းကိုသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အကျဉ်းဦးစီးဌာနနဲ့ရဲတပ်ဖွဲ့ဝင်တွေကတိုက်စုံမှုကိုပြင်ပမပေါက်ကြအောင်စစ်စစ်လှုပ်ဆောင်တာတွေနဲ့ချင်းချောက်မှုတွေရှိနေတဲ့အတွက်မိသားစုဝင်တွေနဲ့တိုက်ရိုက်ချိတ်ဆက်လို့မရတဲ့အတွက်အချက်အလက်တွေစုံစမ်းရခက်ခဲနေတယ်လို့လည်းသူကဆက်ပြောပါဗျ။ PPNL ရဲ့စောင့်ကြည့်လေးလာစီစဉ်မှုတွေအရစေဝါစောင့်ရှောက်မှုအလုံလောက်မရရှိလို့2025ခုနှစ်ဇန်နဝါရီလကနေဇော်လအထိတည်ဆုံးခဲ့တဲ့နိုင်ငံရေးအကျဉ်းသားအကျဉ်းတူ73ဦးထိရှိလာနေပြီဖြစ်တယ်လို့ထပ်မံသိရှိရပါတယ်။